ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေဒီနေ့မနက်တရားမိုးဖွဲ့ဖွဲ့လေးရွာနေတယ်လမ်းမပေါ်မှာလည်းရေတွေပြည့်နေတာအဲ့ဒါကြောင့်ဒီမနက်ကတည်းကဘာမှမရောက်ရသေးဘူးချွေးမရဲ့ဒီမိုးရသည်ကြောင့်အလုပ်တွေအကုန်လုံးကရပ်တန့်သွားတယ် နေရောက်ကတိကဘလို့မြအလွတ်လုတ်ခဲ့လည်းမသိပါဘူးနေရောက်ကတိဆုံးသွားတဲ့အခါငါတို့ရဲ့ဒုက္ခတွေကပိုတိုးလာတော့တာပဲငါသားနှစ်ယောက်ကလည်းအလုတ်ပြုတ်သွားတယ်ငါတို့ကနေရောက်ကတိရဲ့အလုတ်ကိုဆက်လုပ်လိုက်တာကံကောင်းသွားတာပေါ့အမေရေအခုမိုးရွာတာရက်သွားပြီဒါပေမဲ့မိုးတွေအုပ်နေသေးတယ်အခုမှတော့ဝဲသူလာမယ်လို့ကျွန်မမထင်ဘူးဒီနေ့ကျွန်မတို့ရဲ့အကြော်တွေအများကြီးလကားဖြစ်တော့မှာပဲလကားမဖြစ်ပါဘူးချွေးမရေဒီနေ့ငါတို့အိမ်ပြန်ပြီးအကြော်နဲ့တူတူရိုတီကိုစားလိုက်ကြမယ်လေ ဒေါ်ယရနာနဲ့နေကြီးတို့ကသူတို့ရဲ့လက်ဖက်ရည်နဲ့ကြော်ရောင်းတဲ့တွန်းလေးကိုယူပြီးအင်ကိုပြန်လာကြပါတယ်။စိတ်ညစ်နေတဲ့ဇုံပွင်းကသူ့ယောက်ကမနဲ့လင်ညီမဖြစ်သူကိုပြောခဲ့ပါတယ်။အမေရဲ့ဒီနေ့မိုးရွာလို့အိမ်ကဘလောက်တောင်ဆုတ်ထိုင်းနေလဲကြည့်ပါဦး။နေရန်တစ်ခုလုံးလဲဆိုးနေပြီ။အခုတော့မြေကြီးထဲရအောင်ရှေးတွေထွက်နေပြီ။ဘလောက်ဒုက္ခထက်ပြီးရအောင်လဲမသိပါဘူးကွယ်။ကောင်းပြီလေ။ငါခုအပြင်ကနေမြေကြီးယူလာပြီးတော့အိမ်ကိုတုတ်လိုက်မယ်။ကျမ်းမြင့်ထဲကနေရေထွက်တာရက်သွားပါမယ်ကွယ်။ ဲ့လိုပြောပြီးဒေါ်ရရနာကအပြင်ကနေမြေကြီးကိုယူလာပြီးရေထွက်နေတဲ့နေရာတွေကိုလိုက်တုပ်ပေးပါတယ်။ခဏနေတော့ဒေါ်ရရနာရဲ့သားနှစ်ယောက်ကလည်းအင်ကိုပြန်ရောက်လာခဲ့ပါတယ်။သူတို့အင်ကိုရောက်လာတာနဲ့ဘိုးကလည်းတိတ်ထန်စွာရွာချလာခဲ့ပါတယ်။ဒီချိန်မှာဇွန်ပွင့်ကရူတီကိုလုပ်ခဲ့ပါတယ်။ပြီးတော့တမိသားစုလုံးကရူတီနဲ့အကျိုးကိုစားကြပါတော့တယ်။အကိုရေအကိုတို့နှစ်ယောက်စလုံးတနေရာရာမှာအလုပ်ရပြီလား။ချွေရေငါတို့နှစ်ယောက်လုံးကအလုပ်တော့မရသေးဘူး။ ါပေမဲ့အလုတ်ကျန်းတစ်ခုတော့ရထားတယ်။အဲ့ဒါတွေအားလုံးကတော့ကောင်းပါတယ်။ဒါပေမဲ့တားရဲ့အလုတ်ကျန်းဆိုတော့ပတ်စံကဘလောက်များများရမှာမလို့လဲ။မိုးရသည်လဲစနေပြီဆိုတော့အချိန်မရွေးမိုးရွာနိုင်တယ်။ပြီးတော့အရင်အချိန်တွေကလည်းအရင်ဆိုးနေတယ်တားတို့ရဲ့။စိတ်မပူပါနဲ့အမေ။ကျွန်တော်တို့ကြိုးစားနေပါလိမ့်။ဒီလိုပြောပြီးတမိသားစုလုံးကစားနေကြပါတယ်။ပြီးတော့အိပ်ရာဝင်သွားကြပါတယ်။နောက်နေ့မနက်မှာတော့ဇွဲထက်တဲ့တိမ့်နိုင်တို့ကအလုတ်ကျန်းလုတ်ဖို့ထွက်သွားကြပါတော့တယ်။ ပြီးတဲ့နောက်မှာနေကြီးကလေးသူ့ရောက်ခမနဲ့အတူတွန်းလေးကိုယူပြီးသူတို့အကျုံနဲ့လက်ဖင်ရည်ချောင်းတဲ့နေရာကိုသွားလိုက်ပါတယ်။ချွေးမရေနင့်မှာကိုဝင်ခုနလရှိနေပြီ။အခုနင့်အိမ်မှာပဲအနားယူနေတော့ကျမအမေကိုတောက်တဲထားခဲ့လို့ဘယ်ဖြစ်ပါမလဲ။အဲ့လိုပြောပြီးနေကြီးကလက်ဖင်ရည်ကိုဖြုန်နေပါတယ်။ဒေါ်ရဏနာကအကျော်ပူပူနွနွတွေကိုကြုံနေပါတယ်။ဒီချိန်မှာသူတို့ဆိုင်ပြင်မှာကားတစ်စီးရပ်လိုက်ပါတယ်။ပြီးတော့ကားပေါ်ကနေမြူသားတစ်ယောက်ကဆင်းလာပြီးလက်ဖင်ရည်နှစ်ခွက်ကိုဝယ်ခဲ့ပါတယ်။ ီးတော့သူမိမကသူ့ကိုပြောခဲ့ပါတယ်။နားထောင်မအောင်ယောက်ျားရဲ့၃လလောက်ထိရွာလာဆရာလိုအပ်လို့လား။ရှင်သားလျာပေါင်မုံပီစာဘလောက်ကြိုက်လဲဆိုတာရှင်သိပါတယ်။ဒီမှာဆိုဘသူမှပေါင်မုံပီစာကြောင့်သိမှာတော့မဟုတ်ဘူး။အခုကျမကိုယ်တိုင်ပဲဒီအပူထဲမှာသူ့အတွက်ပေါင်မုံပီစာလှုပ်ပေးရတော့မယ်။ခွင့်လွတ်ပါသမီးရဲ့။ဒါပေမဲ့ပေါင်မုံပီစာဆိုတာဘာလဲ။အဲ့ဒါဘလို့လောက်ရတာလဲ။သမီးရဲ့သားလေးပေါင်မုံပီစာစားနေတော့ကြည့်ရတာအရင်အရသာရှိမဲ့ပုံမဲ့။ ဟောင်းအရသာတော့ရှိပါတယ်။လုံရတာလည်းလွယ်တယ်။ဒါပေမဲ့ရွာမှာဘသူမှတိမမဟုတ်ဘူး။ဒါ့ကိုကျမတို့ကအိမ်မှာရှိတဲ့ဒဲအိုးနဲ့တောင်လှုပ်လို့ရတယ်။ပေါင်မုံပေါ်မှာပီဇာဆော့စ်၊ကန်ချင်နီဆော့စ်ရယ်၊ဟင်းသီးရွက်နည်းနည်းလေးကိုထည့်ပြီးတော့ cheese ကိုအပေါ်တင်လိုက်ရုံမယ်။ပြီးရင်အဖုံးအုပ်ပြီးမီးအေးအေးနဲ့ဖုတ်လိုက်ရုံမယ်။ခဏလေးနဲ့ပေါင်မုံပီဇာရပါပြီ။ပါမုံပီဇာလုံးလေးကိုတည်ပြီးနောက်ဒေါ်ရနနာရဲ့စိတ်ထဲမှာအတွေ့အကြုံအများကြီးဝင်လာခဲ့ပါတယ်။ အခုညနေဘက်မှာဒေါ်ရတနာကနေကြီးနဲ့အတူအင်ကိုလာတဲ့အခါမှာတော့တားရင်ဒီနေ့နေရတဲ့လုပ်အားခနဲ့ပီဇာဆော့စ်ခန်းချင်သီဆော့စ်ပေါင်မုံရယ်ပြီးတော့ဟင်းသီးရွက်နည်းနည်းနဲ့ငှုပ်သီးမုံဝယ်လာခဲ့ပါလားငါအိမ်မှာပေါင်မုံပီဇာကိုလုပ်မယ်အရင်ဆုံးငါတို့စမ်းကြည့်ပြီးမှရောင်းကြမယ်လေအမေရေအဲ့ဒါမြို့ရဲ့အစားစာလေတကယ်လို့ရွာလူတွေကမကြရင်ရောအမရေတခါတော့စမ်းကြည့်ရုံပဲတကယ်လို့ဘသူမှမကြိုက်လဲအမတို့လက်ဖက်ရည်နဲ့အကြော်ပဲပြန်ရောင်းလို့ရတာပေါ့ ဒေါ်ရဏပြောတဲ့အတိုင်းဇွဲထက်တဲ့တိန်နိုင်တို့ကဒေါ်ရဏမှားထားတဲ့ပစ္စည်းတွေအကုန်လုံးကိုဆိုင်ကနေဝယ်လာပေးပါတယ်။အခုဒေါ်ရဏကနေချင်းနဲ့အတူထိုင်ပြီးဘောင်းမုံပေါ်မှာဆော့ကိုတုပ်ပါတယ်။ဟင်းသီးဟင်းရွက်တွေကိုနည်းနည်းကြော်ပြီးအတုံးလေးတွေလှီးထားတဲ့ဟင်းသီးဟင်းရွက်နဲ့ cheese ကိုဘောင်းမုံပေါ်မှာထည့်ပြီးတော့ပကံများနေအုပ်ကဒေအိုးနဲ့ကင်ပါတယ်။ပြီးတော့တမိသားစုလုံးကအဲ့ဒါကိုစားဖို့အတွက်ထိုင်လိုက်တဲ့အချိန်မှာမိုးကပြန်ရွာလာခဲ့ပါတယ်။အင်းအမေရဲ့ ဒီလိုမိုးရွာပြီးမှပေါင်ပုတ်ပီဆာစားတာတကယ်ကောင်းလိုက်တာအပြင်မှာမိုးရွာနေပြီအတွင်းထဲမှာဒီလိုအရသာရှိတဲ့ပီဆာလေးအိုးမိုက်တယ်အမေရေတကယ်လို့အမေအကျော်အစားပေါင်ပုတ်ပီဆာကိုရောင်းရင်ပိုအမြင့်ရလိမ့်မယ်ဒီမှာဘယ်သူကမှပေါင်ပုတ်ပီဆာအကြောင်းကိုမသိကြသေးဘူးလေပထမဆုံးအချိန်မှတွင်ဒေါ်ရတနာနဲ့နေဂျီတို့ကအရင်ကောင်းတဲ့ပေါင်ပုတ်ပီဆာကိုလုံနိုင်ခဲ့ကြပါတယ်ပြီးတော့မိသားစုကလည်းအရင်ကြိုက်ကြပါတယ်နောက်နေ့မှာတော့သူတို့ကအကျော်အစားလက်ဖက်ရည်နဲ့ပေါင်ပုတ်ပီဆာကို 2500နဲ့ရောင်းပါတယ်။ဝေသူတွေကပါမုံပီဇာကိုစားကြည့်လိုက်တဲ့အခါမှာတော့အမကြီးအမကဘလူးပီဇာမျိုးကိုလှုပ်ထားတာလဲ။ဒါအရင်အရသာရှိတာပဲ။အမကျွန်တော်အတွက်ပီဇာ၃ခုထုတ်ပေးပါ။မိုးရသည်ဆိုတော့ကလေးတွေပျော်သွားလိမ့်မယ်။ဒီလိုနဲ့အမျိုးသားတစ်ယောက်ကစားပြီးတဲ့နောက်ပါမုံပီဇာ၃ခုကိုလည်းထပ်ဝဲပြီးအဲဒီကနေထွက်သွားလိုက်ပါတယ်။ခဏကြာမှမိုးပြန်ရွာလာပါတယ်။ပြီးတော့ရောက်ကမနဲ့ချိန်မနှစ်ယောက်ကပလတ်စတစ်တွေကိုခြုံပြီး သူတို့လုပ်တွေကိုဆက်လုပ်ကြပါတယ်။အရင်ကပေါင်မုံပီဇာစားသွားတဲ့ဝေသူတွေလည်းဓီးတွေစောင်းပြီးမိုးကာတွေကိုဝက်ခါပေါင်မုံပီဇာကိုလာဝေကြပါတယ်။အန်ဒီကျွန်တော်တို့ကပေါင်မုံပီဇာနှစ်ခုကိုမြန်မြန်လေးထုတ်ပေးပါ။မိုးရမ်းရွာနေတယ်။ပြီးတော့ကျွန်တော်ရဲ့ညီမလေးလည်းပေါင်မုံပီဇာကိုအခုချက်ချင်းစားကြနေလို့ပေါ့။ဟုတ်ပါပြီတားလေးရေ။အခုချက်ချင်းထုတ်ပေးပါမယ်။အဲ့လိုနဲ့ရင်းကလူတွေမလာတော့တဲ့ဒေါ်ရတနာရဲ့ဆိုင်မှာအခုတော့ဝေသူတွေပြန်လာကြပါတော့တယ်။ ရန်ငယ်အတွင်းမှာပဲဒေါ်ရဏာတို့ရဲ့ပါမုံပီဇာကနမိတ်ကြီးလာခဲ့ပါတယ်။တနေ့မှာပါမုံပီဇာကိုရောင်းပြီးရကမနဲ့ချွေးမနှစ်ယောက်ကတောလင်းနဲ့အိမ်ပြန်လာနေတော့မှလေပြင်းမုန်တိုင်းနဲ့အတူမိုးရီရင်ရွာလာပါတယ်။အမေကျမတို့ခဏလောက်ရဲကြရအောင်လေပြင်းမုန်တိုင်းနဲ့မိုးအရင်ရွာနေတယ်ကြည့်ပါဦး။တချို့လူတွေရဲ့အဝတ်အစားတွေတောင်လေထဲလွင့်ကုန်ပြီ။တချို့အိမ်တွေရဲ့အမိုးပေါ်ကပစ္စည်းတွေတောင်လွင့်ကုန်ပြီ။ ။နေချင်းနဲ့ဒေါ်ရဏကတပင်အောင်မှာခဏရပ်ပြီးမကြခင်မှာပဲအိမ်ပြန်ကြပါတယ်။ပြီးတော့သူတို့အိမ်ရောက်တဲ့အခါမှာတော့တမိသားစုလုံးကအိမ်ပြန်မှာရပ်ပြီးငိုနေကြတာကိုတွေ့လည်ရပါတယ်။ဘာလို့လဲဆိုတော့သူတို့အိမ်ကဒီလေပြင်းမုန်တိုင်းနဲ့မိုးကြောင့်ပျက်စီးသွားခဲ့လို့ပါပဲ။အမေရဲ့ဒီလေပြင်းမုန်တိုင်းကတမိတို့ရဲ့အိမ်ကိုလူယူသွားပြီ။အခုတမိတို့ဘယ်သွားကြရမလဲ။ဘယ်ဟိုဘဲတော်တော်မြင့်မြင့်သွားကြ။နင်တို့တွေဒီနေရာနဲ့ထွက်သွားတာကိုငါတို့ကအချိန်တော်တော်ကြာခဲ့ရလို့ချင်နေတာ။ ရက်ွက်တောက်မှာအိမ်အိုလေးကိုစောက်ပြီးဒီမှာနေချင်တိုင်းနေလို့မရဘူး။ကလေးတို့ရေအခုဒီမိုးထဲမှာအမေရဲ့မောင်လေးပဲအမေတို့ကူညီနိုင်တော့မှာပါ။ချိန်နှင်းငယ်ချမ်းပါတော့မိုးတိတ်သွားပါတော့တယ်။ပြီးတော့ဒေါ်ရတနာကသူ့မိသားစုနဲ့အတူလိုအပ်တဲ့ပစ္စည်းတွေတစ်ဖက်ရေးပါမုံပီဇာလုပ်တဲ့ပစ္စည်းတွေအကုန်လုံးကိုလိမ့်ပေါ်တင်ပြီးသူ့မောင်အင်ကိုသွားဖို့ပြင်ဆင်လိုက်ပါတော့တယ်။လမ်းလျှောက်ရင်းသူတို့ကတောအုပ်ထဲကိုရောက်သွားပါတော့တယ်။ညဘက်လေးရောက်နေပါပြီ။ ီးတော့နေကြီးကလည်းကိုဝင်သိဆိုတော့သူကအဝေးကြီးစီမလျှောက်နိုင်တော့ပါဘူးအမေရေကျမရှေ့ဆက်ပြီးမလျှောက်နိုင်တော့ဘူးလမ်းလျှောက်ဖို့အဝေးကြံသေးတယ်ညလည်းရောက်နေပြီဒီနေ့တော့တီတော်ထဲမှာပဲညအိတ်လိုက်ရအောင်လေရာသီဥတုလည်းရှင်းသွားပြီအမရေတော်ထဲမှာဘာလို့ညအိတ်မှလဲပုံမှန်တစ်ပင်အိမ်လေးတစ်ခုတွေ့တယ်ဘသူ့အိမ်မန်းတော့မသိဘူးဒါပေမဲ့တီညာတော့အဲ့ဒီတစ်ပင်အိမ်လေးမှာပဲနားကြရအောင်လေဒေါ်ရဏနဲ့သူမိသားစုစီမှာတခြားနီးလန်းလည်းမရှိတော့ပါဘူး ။ဒါကြောင့်သူကသူ့မိသားစုဝင်တွေအားလုံးနဲ့အတူလီကားဘော်ကနေတပင်းအိမ်လေးကိုတက်သွားပါတော့တယ်။တပင်းအိမ်လေးကို ရောက်ကြနေမိုးကပြန်ရွာလာခဲ့ပါတယ်။ဖျားသခင်ကိုကျေးဇူးတင်ပါတယ်။ငါတို့နေဖို့အတွက်ဒီတပင်းအိမ်လေးကိုရလိုက်လို့တမိသားစုလုံးကအဲ့ဒီတပင်းအိမ်လေးထဲမှာညအိပ်လိုက်ကြပါတယ်။မနေ့ရောက်တော့တပင်းအိမ်လေးထဲမှာပဲအားလုံးကပါမုံပီဇာနဲ့မနေ့စာကိုစားကြပါတော့တယ်။ပြီးတော့ရွှေကြီးကသူ့အမေကို ပြောလိုက်ပါတယ်။ အမေအမေကအတော့ရဲ့သဘောတဘာဝကိုသိညာပဲ။ "तू ကသမီးတို့နှစ်ရက်ထက်ပိုပြီးနေခိုင်းမှာမဟုတ်ဘူး။ဒီတစ်ပင်အိမ်လေးကိုစောက်ထားတဲ့အချိန်သမီးတို့လည်းတီတော့ထဲမှာတစ်ပင်အိမ်လေးကိုစောက်လိုက်ရင်ကောင်းမယ်နော်။ရှင်တို့ကဘသူတွေလဲ။ကျမရဲ့တစ်ပင်အိမ်ထဲမှာဘာလာလုပ်နေရလဲ။ကျမတီတော့ထဲမှာဒီတစ်ပင်အိမ်ကိုဘာလို့လုပ်လဲဆိုတော့ကျမဒီမှာလဲမြုပ်ကြည့်ဖို့လာတဲ့အခါဒီတစ်ပင်အိမ်မှာခဏအနားယူလို့ရအောင်လှုပ်ထားတာပဲ။အန်ဒီကျွန်တော်တို့ကအိုးမဲ့အိမ်မဲ့တွေပါဗျာ။ ညမိုးရမ်းရွာနေတော့ခုန်သားစရာမရှိလို့အန်တီရဲ့အိမ်ထဲကိုဝင်လာမိတာပါကျွန်တော်တို့လည်းကိုယ့်အတွက်ကိုတပင်အိမ်လေးကိုစောက်ဖို့စဉ်းစားနေတာကျွန်တော်တို့ရဲ့တပင်အိမ်မပြီးမချင်းကျွန်တော်တို့ကိုအန်တီရဲ့တပင်အိမ်ထဲမှာကျေးဇူးပြုပြီးနေခွင့်ပြုပါဒီလိုဆိုရင်တော့နေလို့ရပါတယ်ဒေါ်ညူအီးကသူ့ကိုသူ့ရဲ့တပင်အိမ်မှာနေထိုင်ခွင့်ပေးလိုက်ပါတော့တယ်တမိသားစုလုံးကအိမ်နေမှာအလုပ်မသွားပေးတစ်သားတွေကိုလိုက်ခုတ်ကြပါတယ်ပြီးတော့အလုံးကပူပေါင်းပြီးတယောက်ကိုတယောက်ကူညီကြပါတယ်ပြီးတော့ခုတ်ထားတဲ့တစ်သားတွေကိုချင်းချင်းဆက်လိုက်ပြီး သူတို့တိတ်ခိုးခဲ့တဲ့အိမ်လေးအတိုင်းတပင်အိမ်လေးတစ်လုံးကိုစောင့်လိုက်ကြပါတော့တယ်။ပြီးတော့လှေကားလေးကိုလည်းလှုပ်လိုက်ပါတယ်။ကျွန်တော်ယုံတော့မယုံနိုင်ဘူး။တရက်ထဲနဲ့ကျွန်တော်တို့အားလုံးကကြိုးစားအထောက်ပြီးတပင်အိမ်လေးတစ်လုံးကိုစောင့်နိုင်ခဲ့တယ်။ဒါတွေအားလုံးကငါတို့ရဲ့ကြိုးစားမှုတွေကြောင့်မှမနဲ့ကနေညှပ်ဖြစ်သွားပြီ။လာအခုတော့ငါတို့ရဲ့တပင်အိမ်လေးထဲမှာသွားနာကြရအောင်နော်။ဒေါ်ရနာကသူ့မိသားစုနဲ့အတူတပင်အိမ်လေးတွေကိုသွားလိုက်ပါတယ်။ အိမ်မှာဇွန်ပွင့်ကအားလုံးအတွက်ချက်ပြုတ်ပေးပါတယ်။ပြီးတော့တမိသားစုလုံးကသူတို့ရဲ့တပ်ပင်အိမ်လေးထဲမှာညစာစားပြီးအိတ်လိုက်ကြပါတော့တယ်။နောက်နေ့မှတော့အမေနဲ့အမရေအမတို့ညောင်လုံးကပေါင်မော့ပီဆောင်ပြန်လုပ်နေကြတယ်။ဟုတ်တယ်ဇွန်ပွင့်တပ်ပင်အိမ်လေးဆောက်လိုက်ရတော့ငါတို့ဘဝတွေတက်တာသွားလိမ့်မယ်။ဒါပေမဲ့ပိုက်ဖြည့်ဖို့အတွက်တော့အလုပ်လုပ်ရအောင်ပါပဲ။ဟုတ်တယ်ဇွန်ပွင့်ငါတို့တပ်ပင်အိမ်လေးထဲမှာနေလို့ရရတယ်။ဒါမဲ့ပိုက်ဖြည့်ဖို့အတွက်တော့အလုပ်လုပ်ရအောင်ပါပဲ။ ဒါကြောင့်ငါတို့ညီကိုနှစ်ယောက်လည်းအပြင်ထွက်ရတော့မယ်ဒီလိုနဲ့တမိသားစုလုံးကတစ်ပင်အိမ်လေးကိုစောက်ပြီးသူတို့အလုပ်တွေကိုပြန်သွားကြပါတယ်ဒီလိုနဲ့ရန်နေငယ်ကုန်ဆုံးသွားပါတော့တယ်ပြီးတော့သူတို့ကသူတို့ရဲ့တစ်ပင်အိမ်လေးထဲမှာပဲနေထိုင်ခဲ့ကြပါတယ်ဒီလိုနဲ့တနေ့အပြင်မှာမိုးရွာနေခဲ့ပြီးတော့တမိသားစုလုံးကတစ်ပင်အိမ်လေးထဲမှာထိုင်ပြီးလက်ဖက်ရည်တောင့်နေကြပါတယ်အမေရဲ့အခုကျမတို့ရဲ့လက်ဖက်ရည်နဲ့ပေါင်ပေါင်ပီစာဆိုင်မှာဝယ်သူတွေအများကြီးလာနေပြီနော်ဖီးယားသခင် ကျမတို့ရဲ့အလုပ်ကိုဒီလိုပဲအဆင်ပြေစွာဆက်လက်လုပ်နိုင်ခွင့်ပေးပါစေ။ပြီးတော့မေးသိလားကျွန်တော်တို့ရဲ့တတိယကျွန်တော်တို့ညီကိုနှစ်ယောက်လုံးပညာတတ်တွေဖြစ်ပြီးကုမ္ပဏီအကြီးကြီးမှာလွတ်လပ်တယ်ဆိုတာကိုသိတော့သူကကျွန်တော်တို့ကိုသူ့ဆက်ရုံမှာစူပါဗိုင်ဇာယာရုကိုပေးလိုက်တယ်။အခုကျွန်တော်တို့လက်အောက်မှာလူစင်ရောက်တော့လှုပ်လှုပ်နေရတယ်။ဒီသစ်ပင်အိမ်လေးကသမီးတို့အတွက်ကံကောင်းစေတဲ့အိမ်လေးပဲ။ဒီလိုနဲ့မိုးရသည့်ကုန်းတဲ့အထိဆင်းရဲတဲ့မိသားစုကအဲ့ဒီတပင်အိမ်လေးထဲမှာပဲနေထိုင်ခဲ့ကြပါတယ်။ ပြီးတော့ရောက်ခမနဲ့ချွေးမကလည်းဒီယာဒီမှာပါမုံပီဇာနဲ့လက်ဖက်ရည်ကိုရောင်းပြီးပတ်စံရှာကြပါတယ်။ပြီးတော့နမိတ်လေးရခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။